ဟာပုံမျိုးနယ်တွင်စစ်တပ်ကပီကြီးအနှင့်ပူးပေါင်း၍စစ်ကြောင်းထိုးလာပြီးတိုက်ပွဲများအပြင်းထန်ဖြင့်စစ်တပ်ဘက်မှထိခိုက်တေဆုံးမှုများရှိနေတော်လဲအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်လာနေစေ။ကရင်ပြည်နယ်ဟာပုံမျိုးနယ်နိုဘောတိရွာကိုစစ်ကြောင်းထိုးလာသည့် BGA နှင့်စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြာဖြင့်တိုက်ခတ်ရာစစ်တပ်ဘက်မှတစ်ဆက်ဦးထပ်မင်းထိခိုက်တေဆုံးခဲ့ကြောင်းငကားနယ်စစ်ကြောင်းမှစစ်ကြောင်းမှဘူတက်တူးကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည် စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးဖာပုံမြို့နယ်노ဘောတိရွာကိုမောင်းလာကြိုင်ဥဆောင်သောဘေကအဖွဲနှင့်အကျန်းဖက်စစ်တပ်ပူးပေါင်းထားသောအင်အား300ခန့်ပါစစ်ကြောင်းကစစ်ကြောင်းထိုးလာ၍တော်လန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ထိုထိတွေ့တိုက်ပွဲသည်စက်တင်ဘာလ26ရက်နေ့ထိဖြစ်ပွားခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်မှ10ဦးထခါမင်းနေထိခိုက်သေးဆုံးက၎င်းနှင့်စစ်ကြောင်းဘက်မှလည်းတော်လန်ရေးရဲဘော်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ လက်ရှိချိန်တွင်အကျန်းဖက်စစ်တပ်ဘက်မှစစ်ကြောင်းမတိုးနိုင်တော့လဲအင်အားများထပ်မံဖြည့်တင်းနေ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းတော်လန်ရေးရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရသည် စက်တင်ဘာ22ရက်နေ့နံနက်ပိုင်းကစပြီးတော့ Nobody ကျေးရွာအနီးမှာတိုက်ပွဲဆက်ဖြစ်တာပါ26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တက်ပြန်ဆုတ်ခဲ့တယ်။အစ်စစ်ခွေးတွေကကမောင်ဘက်ကနေလာပြီး BGF ကမောင်လာကြိုင်နဲ့ပူးပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးလာတာပါဟုငကားနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုဘိုတက်တူးကပြောဆိုသည်။ငကားနဲ့စစ်ကြောင်းသည်ဖာပွန်ခရိုင်အတွင်အကျန်းဖတ်စစ်တပ်နှင့် BGF ပူပေါင်းအဖွဲ့တို့ဤစစ်ကြောင်းထိုးမှုများကိုဂျိန်ပန်များစွာကြားဖြတ်တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီးမထောဆင်ဆွဲတောင်တုံးလုံးနိုဘော်တီကတိုင်တီနှင့်မဲပလီတက်စခန်းသိန်းတိုက်ပွဲများတွင်လည်းပူပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။မြေပြင်တွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းဖြင့်ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းကြောင့်ခေရင်ဖြစ်တင်းရဲနှင့်ဒံယာရရဲဘော်များကိုစေဝါကုတရန်စေဝါများလည်းလိုအပ်လျက်ရှိ၍ပြည်သူများပူပေါင်းပါဝင်ကြရန်မြစ်တာရက်ခံကြောင်းငကားနှင့်စစ်ကြောင်းမှစစ်ကြောင်းမှဘိုတက်တူးကဆက်လက်ပြောဆိုသည်